ကျွန်တော်ဒီနေ့အတွက်လဲတယောစာလေးတွေကိုပဲဖတ်ပြကြမှာတယ်ဒီတယောစာလေးတွေကို ရေးသားထားသူကတော့ဆရာကဘာတိုင်ဆုံးမောင်စစ်မုံပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စစ်မုံနဲ့မုံမခမီးရာ Facebook ပေးအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှာချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါစီဗျာဤတော်ဘုံအောင်ကိုအောင်ရမည် တဲ့ရှမ်းမြောက်မှာတရုတ်အုပ်ချုပ်ရေးစတင်လာပလားနေပူရောကနန်းတွေတော့ငလင်လှုပ်ခံရယုံမကငချင်မာလှုပ်ခံရခင်ဆိုင်လာပြီတိုက်ပီသေးသူ ကိုဝင်တန်းတွေကို လူလို့သဘောမထားစစ်ဘိုလ်ပြုတ်စစ်ဘိုလ်ချုပ်တွေက အပုံနဲ့နဲ့နယူးနော်မယ်ဖြစ်အောင်နေတဲ့မနေရရင်အသေးသက်ခံရမယ်သဘောပြောထားခံရပြီစူပါလုံငလင်းရဲ့လူရကာယွန်ဘရင်ရဲ့ဈာမှာ သူရကတနာချဖို့ကလည်းအနေထားကရွှေဖားမဟုတ်အင်းဆဲအိုဆူကလည်းသူတို့ဘကန်နေအာရမပန်းပန်းလူယုံခံနေရတဲ့စောက်ခွက်တွေကမှမထောက်ချိန်လား၆လားဟိန်လားဟောက်လားပြင်ခွဲကြနှိမ်ချဆက်ဆံမှုကလည်းများလာတယ်တရေချိုးကောင်ကရက်ဖက်ဝန်တန်းသာဘယ်မှမတော့ရမထွက်ရလို့ဖြဲတာဖြဲတာသူကြအင်တာပိုတန်ချကရှိသေးဖင်ပါရာဝါပိုဖြစ်ပြီးမထိုင်တော့ဘဲ ဘင်းစတက်ကနေအတင်းထွက်ပြေးလာတယ်လီစပွဲအောင်ဝင်ပြေးတာထက်ပိုသွက်တကူတယောက်ကြီးရဲ့မူစကူဒူးတာခံနိုင်လုံးလို့ပြန်ရတယ်ဆိုရဲလာရှိုးကလည်းမြို့ထဲမှာအလိုက်တတိတိတ်ဆိတ်ငိန်ခုတ်ဒူးတုံနေုံမဲတယ်မြို့ပြင်ပက်လေမှာတော့အမြနန္ဒာအေးအောင်က ခွေးမဟောင်နိုင်အောင်လှုပ်ထားမှာတဲ့လက်ပတ်လိုက်ကြိုက်ဖို့တော့ဝေးတဲ့ခွေးရဲ့တဲ့အလဲမှာတယောက်ကောင်စစ်ဝင်ယုံချပြီး စကစာနေမြနန္ဒာပူတွဲအုပ်ချုပ်ရမလေတစ်တုံညာနှစ်ခွန်းလုံးကမြနန္ဒာပြောခဲ့တဲ့စစ်အာဏာရှင်အမြင့်ဖြတ်ရေးတန်ဋိဌ္ဌံတော့ပြန်နှိပ်မခံရတော့သေးဘူးပေါ့လीအခုလိုတရုတ်လက်အောက်ရောက်သွားရင်တော့လေပုံစံတမျိုးနဲ့အမြင့်ပြောက်သွားမှာပေါ့ခုဟာကတရုတ်စီလက်ဆင့်ကမ်းရအောင်ခဏခေါ်ခိုင်းခံထားရတာမျိုးကို ကုံတွယ်ရေးလမ်းကြောင်းတွေလည်းဖွင့်ရင်းပေါ့ပွားတာကတော့တရုတ် အလေသားကိုပလုတ်ပလောင်းကြိုက်ပြီး ဘာမှစိုက်မထုတ်ရပဲလာရှိုးကိုချောင်ရလိုက်တာတကယ်တော့မအားလားလာရှိုးပြန်ရတယ်ဆိုတာရှမ်းမြောက်မှာတရုတ်အုပ်ချုပ်ရေးစတာပဲပေါ့အဲ့ဒီလိုအသက်တွင်အများကြီးပိဆက်ခိုင်းပြီးတရုတ်လက်တိုင်းပြည်မြေထုတ်အပ်လိုက်တဲ့မအားလားဟာ ရုတ်တည်နဲ့ယူနုတ်ကိုလက်ဆွဲပြီးအကိုကြီးယူရီကိုပြန်ပို့လိုက်ပါဗျာတဲ့ဟန်ကို့ဖို့ပေါ့မသိရင်သူကပဲနိုင်ငံကိုအပြိုင်ဆန်မရှိအုပ်ချုပ်နေရတယ်လို့လို့ အကိုထွန်းရဲ့အတွင်းဝင်လို့လို့နေ UN တွင်ရေးမှုကအေအေနဲ့စကားပြောဖို့ဆိုတော့ကားလိုက်ဆွဲကဖင်ဆောင်ကန်လိုက်လို့ငါသားလင်ဘရင်ဖြစ်တော့တကိုးဆိုပြီးထွက်လာတာကင်လာတဲ့တန်လေးရက်ကအကျိုးကြီးနဲ့ဆိုသလိုတလက်မမမဟုတ်ချုံနိုင်တော့တဲ့နေရာမှာငါကတသိန်း၈တောင်ပြန်လက်ခံမယ်တော့လို့တာအဲ့ဒါကိုအဟုတ်မှတ်ရင်တော့အင်းဘစ်စတက်ကြမှာယူနိုလက်အမှုဖွတ်တာခံရတော့မယ်လी ထိုင်းပြည်သူတွေလည်းသူတို့မြေဘလူးချေချတာခံရလို့ပွက်ပွက်လန်းနေတယ်။လောက်တက်နေတဲ့စောက်ခွက်မြင်တော့သူတို့ပြည်ကြမာစိုးဝင်လာတော့မယ်လို့ခံစားလိုက်ကြရတာကိုခွေးချေချရင် တွင်းမြေကြောင့်မယ်ဆိုတာသိတယ်လေ။သူတို့ရဲ့လောက်ပါတဲ့မြေချက်တည်းပုတ်တက်နေစုံမှာမဟုတ်လား။ဒီထဲကဘူတန်ဝါကာခါကဘာလာနဲ့တွေ့တော့ဖလဲရှားတဲ့ဘာညာနဲ့ ပို့စတင်တာကိုဝိုင်းကျွေလို့ဖြုတ်လိုက်ရပြီပြင်ရတာစေးမရှိဂိမ်းဆိုင်တော်မလို့ချင်းတို့ကရင်ချေးပေမဲ့ချင်းနဲ့နာမည်လောက်မှမတိသားဆိုးရွားချက်အခုတော့အေဂျန့်နဲ့ဘူတန်လဲဘေးတန်းနဲ့လူပလန်ကြောင့်အပူကံရပြီကောနိုင်ငံတကာရဲ့ငလင်ကူညီရေးထောက်ပံ့တွေက စခွေးလက်မရောက်အောင်ပြီးမဲ့နိုင်ငံတွေ ရှိလာတော့အငတ်ဘူတီချိုးကိုကွင်းကငလင်ကူညီရေးလုပ်မဲ့အဖွဲ့တိုင်း သူတို့ခွင့်ပြုချက်ယူရမယ်လို့လာတယ်။သူတို့ခွင့်မပြုဘဲမလုပ်ရဘူးဆိုပြီးပြောင်းလာတယ်။ငလင်ဒေတာဟာလောလောဆယ်သူ့လက်ထဲပဲရှိနေတာဆိုတော့သူကမသားအိမ်ကဖဲဝိုင်းကိုကန်ထရိုက်ဆွဲတော့တာပေါ့လေ။အကောင်လုံးသူတို့ရမယ်ကွင်းစင်တော့ပေါ့။သူတို့စီမဖင်ရှုံခံမပုံတင်ထားတဲ့အဖွဲတွေကိုလည်းတိုက်ရိုက်မဝင်တဲ့ငွေတုပ်ဖို့ထုတ်သုံးရအောင်မဟုတ်လား။အကယ်ပြကူပြပြီးတရားမှာ90စားကြံတော့တာ။ နိုင်ငံတကာရဲ့မတက်တာလို့ပြုတ်လိုက်ရတဲ့အတိအမှတ်ကလည်းရအောင်မှမဟုတ်လားဒေါ်ဆန်းစုကြည်လက်ထက်ကနိုင်ငံအတွက်အရေးကြုံရင်သုံးဖို့အမေရိကန်ကိုအပ်ထားတဲ့တန်းတထောင်ကိုတောင်းမျက်စပစ်နေပြီပြည်တွင်းမှာပဲထားခဲ့တဲ့ငွေတော့မင်းအွန်လိုင်းဖြုံးလို့ကုန်ပြီအဲဒါနဲ့ရောပြီကြောင်တောင်တောင်ရွေးကောက်ပွဲလေးကိုလေရောရောင်ရှုပ်ပြဖို့ကြံမယ်ပေါ့လीအင်းကပ္ပစာရီမိဖြတ်မခံရင်ထီတော့တွေ့ရေးကဆက်တထေးပေါ့ ပီတက်တွေမန်းလာသိရင်တော့ဂိမ်းအိုပါပဲခုမေဝေးကဒုတိယခိုင်နှင်းဝေလို့ဖို့ကြံပြန်ပြီနိုင်ငံတကာလူငွေနဲ့တေသူဘလောက်တန်ရာရသူပဲများဆိုပြီး ဖြန့်ကြတော့မေဒုတိယခိုင်နှင်းဝေသာဖြစ်ချင်တော့ပေးတာကဖတိမတောင်မမီဘူးဟောအခုလဲရည်သွေးမမီတဲ့ဆောက်လုပ်ရေးတွေရေးယူမယ်ပြောပြီး သူ့သားအောင်ပြည့်စုံကိုကန်ထရိုက်ပေးဖို့ကြံပြန်ပြီး နေပြည်တော်မှာရွှေကြည့်ရွှေတိထားတဲ့အဆောက်အုံတွေကကုံတလောက်မဟုတ်လားအဲ့ဓာရိအကုံသူ့သားလေးအတွက်လို့အိမ်မက်တွေစိတ်စီနေပြန်ပြီလေဒါနဲ့စကားမဆက်ငလင်မှာ၆လုံးတန်းကစောက်လုံးကန်းကြီးတွေရောပြိမကုံကြဘူးလားစစ်တပ်ပြစ်ခတ်မြစ်ပတ်ခစ်ချက်တရေချိုးကတော့ငလင်လောက်ဘေးရင်ပြုတ်ကြောက်လို့ပြည်သူကယ်ဆယ်ရေးလုပ်ဖို့ဒီဘက်ကနားပေးထားတာကို စက်တိုင်မဲနောက်ဘူးတဲ့အေးလေသူကတော့ဘယ်သူတေးသေးငတေမာတက်စိန်နေကိုသူ့မိသားစုမသိမချင်းပြင်ရလို့မပြီးဖြစ်နေမှာပေါ့ဒါတောင်ငလင်ကခေါင်းရှစ်စိတ်ခွဲဖို့အချက်ပြနေရဲ့တန်လန်းတော့မထူးဆက်ခင်းနေပုံပါပဲရှေ့တိုး PDF နောက်ပြင်းငလင်မဟုတ်လားသူ့လူတွေကလည်းဘယ်နေ့ဖင်ကြအဲ့လေနန်းเจ้าထောင်မယ်မသိကလည်းရှိသေးဆိုတော့ဟန်ငော့ဖို့မှာ မှန်ချလို့မဖြစ်ဘူးမဟုတ်လားစိုးဝင်းခမရလဲတာလဘက်ရန်တဲမှာစီဝေးပွဲတွေနှွှဲနေရဘိုးရှုပ်တွေလဲတမန်တလင်းဖြာခင်းနေရပြီလီခိုးဆိုလူနိုင်ဖြောင်ဖြောက်ဘတ်ထားတဲ့ငွေနဲ့စီးစိမ်တွေကလည်းလူချားထုတ်မရှိုးရတော့တဲ့ပြက်ကရင်ရက်ဆွဲတွေလီဟုတ်တာဆိုစုတ်ခွာ မဟုတ်တာဆိုလုံးမဆိုတဲ့စောက်တက်ကအခုည10:00ဆိုရင်ကဲဆယ်ရေးလောက်တာရရမလဲ အမှန်ကနေဆိုတားဘူးညမှလှုပ်လို့ကောင်းတာလီလှုပ်သူတွေကအလဲကျနဲ့မနာရန်အသက်လူနေကြရတာနားကြရမှာလဲမဟုတ်သူတို့ကတော့နားမိန်ထုတ်ပြီးလူသက်ကြသူကြတော့ငရေကြောက်လို့စပွဲအောင်ဝင်ဝတ်တဲ့အတော်တက်တီကောင်းတဲ့စစ်ကောင်းဆောင်ကြီးပဲအလွန်အားကိုးထိုက်တဲ့ဝင်ကြီးချုပ်ကြီးပေါ့လီအလွန်ကြည်ညိုစရာတမတကြီးပဲပေါ့ပိုလို့ပိုလို့ကြည်ညိုစရာက အခုကြုံပြီးလာအိတ်သူတွေကိုနှင်ထုတ်နေပြီတကြံမန်းတက်စောက်မှမိုးတဲ့လူမအတက်လူပြေးထွက်လက်တသက်ရှိသူတွေကို မှတ်ပုံတင်စစ်တဲ့ပြည်သူကိုဒုက္ခပေးတဲ့နေရာမှာတော့အစ်တတဲ့လုံပွဲရှင်တကက်ချီစားကောင်းခွေးနဲ့နှိုင်းပြန်ရင်လဲခွေးကို အာနာရဘယ်ခွေးကမှသူ့မိအောင်မယုံမှာတင်ပေးထားရင် သူ့ထဲစတဲ့ရာ လိန်မာရင်ကြေးလူရေးလူရပါနားလေတာလီထိုင်းတော်ကန်ဒီမှာဆိုတော့လူရုပ်ပေါက်မလားဆိုပြီး အပြစ်ရက်တွေလူစိတ်ရှိသူတိုင်းကမတိုက်ဖဲဆက်ရထားတာကိုကဘာကသည်သူ့တယောက်ထဲကဲတယ်ရေးမလို့ဖဲဘုံပတ်ကျဲနေတာတွေလေတကဘာလုံးကယွန့်ရှာနေပြီသူ့တက်တွေကတယောက်ချက်ချင်းနီကားတွေပါပြစ်ခတ်မိထားတော့မှအပြစ်ရက်တွေလို့တော့တာမရက်ရင်လေတယောက်ကပါထတ်တမာကနော် ုတ်တက်ကသူ့ကိုဖြင်တော့မှာမန္တတွေဇော်တင်းဆောက်ပြီးရေကစားခိုင်းကျင်တာလေပါတာပေါ့လီအတိကကသူ့ကောင်တွေကိုရေဆောက်ပြီးဖြေရော့ပေးကျင်တော့အားလုံးကတေတော့မှာချီတွေးနေကြရတာမဟုတ်လားဟောအခုမာလာစိတ်တက်စစ်တက်ထုံးစံဆိုတဲ့အတိုင်းပြိုနေတဲ့အိမ်ပိုင်ရှင်တွေကိုဖြိုဖျက်ရှင်းလင်းခိုင်းနေပါပြီကိုဖို့ကဲဖို့ထဲပူဖို့တွယ်ဖို့တသက်ပဲလောက်ရမှာ တရက်တရက်စောင်းဝင်အိပ်ပြော နေသာထိုင်သာရှိရှာတော့တာလီစော်မဲလုံးပစက်ကလူသားချင်းဆန္ဒထောက်ထားမှုဆိုတဲ့စကားလုံးကြီးထွက်ကြလာလိုက်တာတရေတွေရောအံဘတ်တွေရောမစင်တွေရောပေးရင်န်ဆော်လူအောက်ကအေယဝရီရဲ့စာဖတ်ကြည့်မန်းလေးမြို့ရဲကအိမ်တွေကိုစကစာရီလာကြည့်သွားတယ်တပတ်အတွင်းဖြိုပေးရမယ်လို့ပြောတယ်ဖြိုးစည်းကကြက်သိန်း1000ဝန်းကျင်လောက်ထီတောင်းနေတယ် အိမ်ဆောက်ဖို့တောင်းနိုင်နိုင်ဖြစ်နေရတဲ့ချိန်ဒီလောက်သာဖြိုကတောင်းနေရင်ဘလို့ဆောက်ရတော့မလဲလို့ပြန်ပြောတော့ကိုဘသာဖြိုမဲဆိုရင် အခုထက်အချိန်နေဆုံးမဲလို့လည်းပြောသွားတယ်။ကျမဆိုမောင်၅ယောက်ဆုံးသွားတယ်။၂ယောက်ကပြန်တွေ့တယ်။၃ယောက်ကတော့အလောင်းတောင်ပြန်မရဘူးလို့အေယာဝရီကိုပြောတယ်။ပြိုချမှုကြောင့်ပိတ်မိပြီးတည်ဆုံးခဲ့သောရုပ်အလောင်းများ ပုံနှံထွက်နေသည့်အတွက်တပတ်အတွင်းဖြိုချရှင်းလင်းပေးရမည်ဟု ညိုရင်းရှိအိမ်များကိုစစ်ကောင်စီတာဝန်ရှိသူများမှ လာရောက်ပြောဆိုသွားခြင်းဖြစ်ကြောင်း၎င်းကဆိုသည်အထက်မြင့်တိုင်များကိုဖြိုချကဇင်းလုံးစက်သိန်းထောင်ချီတောင်းခြင်းဖြစ်ပြီးကိုယ်စီစဉ်ဖြင့်ဖြိုချမှုများလုပ်ပါကအေးအေးယူခံရနိုင်သည်ဟုလည်းပြောဆိုသွားကြောင်း မပြိုသေးသည့်တိုင်များမြေသာဝန်ရှင်းရန်အတွက်ရှင်းလင်းကအာအိမ်ပိုင်ရှင်မှပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်လက်ရှိကရင်ငါရန်ကမှလည်း နိုင်နဲ့ချင်းငါရမ်းမှာက တနာယီငါးသိန်းအထိပြင်ပပေါက်သေးရှိနေပြီးပြိုကျတိုင်များအောင်ပိတ်မိနေသည့်အလောင်းများရှိနေသဖြင့်ကဲဆယ်ရေးဖွင့်များမရောက်သောတချို့နေရာများတွင် အလောင်းဖော်ရန်အတွက်ပင်ဈေးညှိ၍ပေးဆောင်နေရာကြောင်းမန်လေးမြို့ဒေသခံတအူးကပြောတဲ့ကဘာတိုင်ဆုံးမောင်စမုံ့